မထင်ရှားသော ပုံနာဝိထုသာရင်စရှိသောဣတိယရေတနာတော်ကိုမြတ်စွာဘုရားသည်ဒီတော်ကြောင့်တော်၌နေတော်မူစဉ်အမတ်မရှိသော ပုံနာကိုအကြောင်းပြုဟောတော်မူလေ၏ထိုပုံနာကမြတ်စွာဘုရားသည်မိမိ၏တပည့်တော်ဝကတို့ကိုဗျမနဟူ၍မိတ်ဆိုတော်မူ၏ငါသည်လည်းဇန်ွဲအပြင် ပုံနာဗျမနဖြစ်ခဲ့၏ငါကိုယ်လည်းစင်စစ်ဤသို့ဆိုခြင်းငါသင်လေသလောဟုကြံတဲ့ထိုပုံနာသည်မြတ်စွာဘုရားသို့ရှင်းကပ်၍ထိုအကြောင်းကို မေးလျှောက်လေ၏ဘုရားရှင်သည် ငါဘုရားကဇတ်အနွယ်မြပြည့်ဗိမနာဟူ၏မဆူမြတ်သောသဘောရှိသောအရဟတဘုသူရောက်သောပုဂ္ဂိုလ်ကိုသာလျင်ထိုဗိမနာဟူသောစကားကိုငါမိန်ဆိုတော်မူ၏ဟုမိန်တော်မူ၏ဤကာရကိုဟောကြားတော်မူလေ၏။ဇာယိဝိရသမာတိနံကရာကိသမနာတဝံဩဒမထမနုပ္ပတံဓမဟံဘျူမိဗိမနာသာယိနပါသောသံမြင်ရှုလေရှိရသောဝိရဇံကာမဟုသောမြူမရှိထသော အာဒီနတော၌တယောက်တည်းနေလေရှိရသောကရကိသံပြုအပ်ပြီးသောတသက်လျှောက်ပါသောမကိသရှိရသော အနာတဝန်ကင်းသောအတဝောရှိရသောဥဒ္ဒံဥဒ္ဒမထမြတ်သောအရတဘုသောအနုပ္ပတအစဉ်ရောက်သောတန်ထိုသူကိုအဟံငါဖျားသည်မြေမနံမြေမနဟူ၍ပြူမိဟောတော်မူ၏ဒေသနာတော်၏အဆုံး၌ပုံနာသည် သောတာပတိဖို၌ဒီလေဤရောက်လာသောပရိသတ်တို့အားလည်းအကျိုးရှိသောဒေသနာဖြစ်တော်မူလေဤမထင်ရှားသော ပုံနာဝိထုပြီးဤ